မိခင်တွေအနေနဲ့ဝဲဥချောင်းလုံးတွေကိုမဖြစ်မနေတင်ထားတင်ပါတယ်။ကိုယ်တိုင်လောက်တာဖြစ်တဲ့အတွက်ပါဝင်ပစ္စည်းစိတ်ချရပြီးကလေးတွေကိုလည်းစိတ်ချချကြွေလို့ရပါတယ်။ဝဲဥချောင်းလုံးမယ်ဆိုဝက်ပေါင်သားကိုယူရပါမယ်။အဲအပိုင်းကအစီနေပြီးအသားများလိုပဲဖြစ်ပါတယ်။နောနောစင်းတဲ့အခါမှာလည်းအရန်ကြီးကြည်မသွားဖို့တတိပြုရပါမယ်။အရာသာအတွက်စား၊တကြား၊ကြက်သားမုံ၊ငရုကောင်းမုံ၊ပဲငက်ပြားရဲ့ကျဲ၊ကောမုတ်ထဲခြင်း၊ကြက်တုံမေးစင်ရေးထည့်ပြီးလာရတစ်ဖက်ထဲကိုပဲနေပေးရပါမယ်။ ဒီလိုမျိုးစေကတဲ့အနေထားရပြီဆိုရင်တော့ရပါပြီ။ဥကုံကိုရေးရတဲ့ရက်ဖြူထည့်ပြီးနိုင်ဝက်လောက်စိန်ပေးထားလိုက်ပါမယ်။ဝက်ဥကြောင့်အစာတို့တဲ့ပိုင်မှာဥကုံဆိုပြီးအစုံးမအထုံးထုံးပေးလိုက်ပါမယ်။အဲနောက်အသားနှလုံးစိန်တွေကိုဆက်ထဲထည့်ပြီး80ရာခိုင်နှုန်းလောက်ပြည့်အောင်ဖြည့်ပေးလိုက်ရင်တော့ရပါပြီ။မဟုတ်ရင်တော့အလွယ်တကူပေါက်ထွက်သွားနိုင်ပါတယ်။ပြီးရင်တော့အချီကျိုးနဲ့အပိုင်းလေးတွေပိုင်းချီပေးလိုက်ပြီးလေထောင်အောင်အပေါက်လေးတွေဖောက်ပေးထားလိုက်ပါမယ်။ ဥကုံဘော်ကရေရွေး6သွောင်းအောင်လို့လေတလက်ခံထားပေးပြီးနောက်ဆုံးအနေနဲ့ရေမစူခင်ဦးရဲထည့်ပြီးမီအေးနဲ့မိနစ်30လောက်ပြုတ်ပေးထားလိုက်ပါမယ်။စားမယ့်အချိန်ကြာမီအေးနဲ့ကြော်တာပဲဖြစ်ဖြစ် air fryer ထဲထည့်ကင်တာဖြစ်ဖြစ်လုံမယ်ဆိုအရန်စားလို့ကောင်းပါလေ။ကျိုင်းနေတဲ့တဲ့ဆိုရင်တော့လူကြီးမီနိုလည်းလိုက်လို့ကြည့်လိုက်တော့နော်။တင်စားခေါက်ဆွဲကြောက်ကိုရေထဲမှာစိမ့်ပြီးဦးရဲထည့်ပေါင်းလိုက်ရုံနဲ့လူကြီးရောလူငယ်ပါအရန်ချိုက်ကြတဲ့အစားအစာတမျိုးဖြစ်လာနိုင်ပါလေ။ဒီခေါက်ဆွဲကြောက်နှစ်ပြားကလူနှစ်ယောက်၃ယောက်လောက်စားဖို့အတွက်လုံလောက်ပါလေ။စီပူရင်ကျောင်းနှလုံးပေါက်တယ်ပြီးကြေအောင်မွေကျော်ပေးလိုက်ပါမယ်။ ီးရင်တော့ဟော်ရော်တွေထဲအသင်းရှိမယ်ဆိုမုံငင်းစိမ့်တွေပါထည့်ပြီးအားလုံးကိုမှွေးနေအောင်မှွေးကြော်လိုက်ပါမယ်။အဲနောက်ပေါင်းထားတဲ့ခောက်ဆွဲတွေထည့်ပြီးအရာသာအတွက်ပဲငက်ပြာရည်အခြေတစုံအယောင်တောင်ပဲငက်ပြာရည်နဲ့ငယ်ခရူးစီအသင်းတင်နောက်ကမှငရုတ်စီတစုံထည့်ပြီးမိပြပြင်းနဲ့နှောက်မှွေးကြော်လိုက်ရင်တော့ရပါပြီ။ဒီလိုကြော်ထားတဲ့ခောက်ဆွဲကြော်ကလိုရတာလွယ်ကူရိုးရှင်ပြီးစားလို့လည်းကောင်းလို့ချိန်နေတတ်တယ်ဆိုရင်တော့လူကြီးမင်းတို့လည်းလိုက်လို့စားကြည့်လိုက်တော့နော်။အင်ကိုချက်တာဝယ်လာပြီဆိုစွပြုတ်ချက်တာတော့အချိုးနဲ့စားတာတော့ပဲမလုံနေတော့ကျွန်တော်ဒီနေ့ပိုစားလို့ကောင်းတဲ့ချန်နီလေးတကူဝေမျှပေးသွားပါမယ်။ ကောင်းလွန်လို့ဟင်းနေနေတယ်ထမင်းသုံးပကံလောက်စားမိနိုင်ပါတယ်။ချက်သားလက်လက်ဆက်ဆက်ကိုရင်းနှွေးမပြောဘဲဥရေတန်ထည့်ပြီးမြည်အေးနဲ့မှွေးကြောပေးလိုက်ပါမယ်။အပေါ်ရန်သားနဲ့ငယ်ညိုလာတဲ့အထီးကျော်ပြီးပြီဆိုရင်တော့ကျက်တုံမိတ်ကျင်းနနက်ပွဲတစ်ချက်ဘူးကောက်ကရဝေရွယ်ငရုတ်တီကြောင့်ဟင်းချက်အရက်တစုံပဲငပြားရဲ့အကျဲတစုံပဲငပြားရဲ့အနောက်နေငယ်တဲ့အယောင်တက်လာတဲ့အထီးကျော်ပြီးရင်းရွေးတပကံထည့်လိုက်ပါမယ်။အရသာပေါအောင်စားတစုံတကြားတစုံတဲ့အဖုံဖုံပြီးမိနစ်20လောက်ချက်ပေးလိုက်ပါမယ်။ နောက်ဆုံးအနေနဲ့ကျက်တုံဖြူနဲ့ငရုတ်တောင်စိငရုတ်တောင်နေထဲပြီးမိပြပြင်းနဲ့အနှစ်ကြောင့်တဲပေးလိုက်ရင်တော့ရပါပြီ။ကျိန်းနေတဲ့တဲ့ဆိုရင်တော့လူကြီးမင်းတို့လည်းလိုက်ချက်စားကြည့်လိုက်တော့နော်။တတော်မများကအမဲသားချက်တဲ့အခါဒီတိုင်းတန်းထည့်ပြီးတော့ချက်တက်ကြတယ်။အဲဒါကြောင့်ချက်ပြီးတဲ့အခါအမဲသားကမမချက်ချောက်ကြီးဖြစ်ပြီးအရန်လဲညှိနေမှာပါ။ကျွန်တော်ဒီနေ့လူကြီးမင်းတို့ကိုချက်ပြီးတဲ့အမေသားတွေကပဲပြားလို့နူးညံ့ဤဆက်စီနိုင်မယ့်နေရာတွေတခုပြောပြပေးသွားပါမယ်။တပိဒါ3000စီရှိတဲ့အမေသားတွေစားတစုံနဲ့ရင်းနှွေးနှဲငယ်ထည့်ပြီးမိနစ်20လောက်စိန်ထားပေးလိုက်ပါမယ်။ အလုတ်လုတာကသူရိထွားအောင်လုပ်နိုင်ရောမကအသားကိုလည်းနူးညံ့စေနိုင်ပါတယ်။အိုရဲစီပူလာရင်အမဲသားကိုရည်နှွေးမပြောဘဲအိုရဲတန်းထဲကြော်လိုက်ပါမယ်။အလုံမာသာအာဟာရဓာတ်တွေမဆုံးရှုံးမှာဖြစ်ပါတယ်။စီရိထွားအောင်ကြောပြီးတဲ့နောက်ကျင်းကျက်တုံမိတ်နနက်ပွင့်တစ်ချပိုးကောက်ကရဝေးရွယ်ငရုတ်တိကြောက်တကြခဲဘဲငက်ပြားရဲ့ကျဲဘဲငက်ပြားရဲ့နောက်ခယူစီစားကျက်သားမုံဘဲပိစက်အနှစ်တစုံထည့်ပြီးရေအစာရည်နှွေးထည့်ပါမယ်။ဒါမှသာအမဲသားတွေကနူးဤမှာဖြစ်ပါတယ်။ အနောက်အဖုံဖုံပြီးမိနစ်40လောက်တည်ပေးပြီးရင်အာလူနဲ့မော်လာဦးနီတွေထည့်ပြီးမိနစ်20ထပ်တည်ထားလိုက်ပါမယ်။နောက်ဆုံးအနေနဲ့ချက်တုံဖူးအရွက်တွေထည့်ပြီးဟင်းအနစ်ကြောင်တည်လိုက်ရင်တော့ရပါပြီ။ဒီလိုချက်ထားတဲ့အမေသားနှစ်ကဟင်းအနစ်များများလေးနဲ့နူးညံ့ဤဆက်ပြီးသွားကြလဲမညက်စေပါဘူး။ကြိုင်နေတတ်တယ်ဆိုရင်တော့လူကြီးမင်းတို့လည်းလိုက်ချက်ကြည့်လိုက်တော့နော်။နေ့တိုင်းစားရရင်တော့မယိုးသွားစေမယ်။ဟင်းလျာကိုပြောပါဆိုရင်တော့ငရုတ်သီးစင်းကြော်လို့ပြောရမှာပါ။ဒီတိုင်းလေးလွယ်တကူထည့်ကြော်လိုက်ရုံနဲ့အသားကအီအီလေးဖြစ်ပြီးအသားထပ်ပိုစားလို့ကောင်းပါတယ်။ ကြော်ခင်မှာငရုတ်ပွားစိန်ကိုထားပြရိုက်ပြီးစီပူရင်ငရုတ်ပွားစိန်တွေကိုထည့်လိုက်ပါမယ်။ကြုံနေတဲ့အခါဖိဖိပေးပြီးတော့အပေါ်ရန်သားကအနှဲငယ်တွန်လာပြီးဆိုပြော့သွားအောင်ဆက်ကြော်ပြီးချက်တုံဖြူနဲ့ပဲပိုးစိတွေထည့်ပေးလိုက်ပါမယ်။အရာသာအတွက်ပဲငက်ပြားရဲ့အကျဲစားထည့်ပြီးမြည်ပြပြင်းနဲ့အရာသာဝင်အောင်မှွေကြော်ပေးလိုက်ရင်တော့ရပါပြီ။ဒီလိုကြော်ထားတဲ့ငရုတ်စိန်ကြော်ကနူးညံ့အိဆက်အရသာဝင်ပြီးထမင်းနဲ့လေလိုက်လို့ကျိုင်းနေတတ်တယ်ဆိုရင်တော့လူကြီးမင်းတို့လည်းလိုက်ချက်ကြည့်လိုက်တော့နော်